်မင်္ဂလာပါရှင်ရှဲအေကိုမီဒီယာကကြိုဆိုပါတယ်တောင်ကြီးမြို့ကျက်တီဆောင်ရွှေဖုံးပွင့်စည်တော်မြတ်ကြီးအားရွှေတင်ငန်းအသည့်ပြန်လည်ကက်လူချင်းနှင့်ရွှေတီတော်အသည့်ပြန်လည်တင်လူချင်းတို့အတွက်လုပ်ငန်းညီနိုင်ရှင်ဝင်ကျင်းပတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ကျက်တီဆောင်ရွှေဖုံးပွင့်စည်တော်မြကြီးအားရွှေတင်ငန်းအသည့်ပြန်လည်ကပ်လူခြင်းနှင့်ရွှေထီးတော်အသည့်ပြန်လည်တည်လူခြင်းအတွက်လုပ်ငန်းညီနိုင်အစည်းအဝေးကိုမတ်လ16ရက်မွန်းလွဲ2နာရီကတောင်ကြီးမြို့ရှမ်းပြည်နယ်စုရအဖွဲ့အစည်းအဝေးခန်းမတင်၌ကျင်းပခဲ့ပါသည် လုပ်ငန်းညီနိုင်စည်းဝေးတွင်ရွှေဘုံပွင့်စည်တီတော်မြတ်ကြီးရွှေတင်ငန်းအသည့်ကက်လူချင်းရွှေသီးတော်အသည့်ပြန်နေတင်လူပူဇော်ခြင်းနှင့်ရွှေသီးတော်တင်မင်္ဂလာခန္ဓာအောင်မြင်စွာကျင်းပရေးဦးစီးကော်မတီနာယကပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကမလ23ရက်နေ့တွင်ရွှေတင်ငန်းကက်လူရင်လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့်ထီတော်တင်လင်ပူဇော်ပွဲကိုအေဘီလာလာဇာပိုင်တွင်ကျင်းပရန်လျာထားဆောင်ရွက်လျက်ရှိပါကြောင်းလုပ်ငန်းများအောင်မြင်စွာကျင်းပနိုင်ရန်အတွက်သက်ဆိုင်ရာကော်မတီများဖွဲ့စည်းထား ားရှိပြီးဖြစ်၍အလုံးကဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပြီးကြရန်ပြောကြားခဲ့ပါသည်။ထို့နောက်ရွှေတင်ငန်းကလူချင်းထီတော်အသည်ပြန်လည်တည်လွင်ခြင်းနှင့်ရွှေထီတော်တင်မင်္ဂလာခန္ဓာအောင်မြင်စွာကျင်းပရေးဦးစီးကော်မတီဒုတိယဥက္ကဋ္ဌပြည်내လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ကအခမ်းအနားဆောင်ရွက်မိနေရာများမဟုတ်ဦးများမန္တန်ဆောင်လုပ်မိနေရာများပုံစံများကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက်လုပ်ငန်းကော်မတီများအလိုက်ဆွေးနွေးရာရှေ့တင်ကန်းကလူချင်းရွှေတိတော်အတည်ပြန်လည်တည်လို့ခြင်းနှင့်ရွှေတိတော်တင်မင်္ဂလာခန်းနာအောင်မြင်စွာကျင်းပရေးလုပ်ငန်းကော်မတီအခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရချာထားရေးလုပ်ငန်းကော်မတီတန်ဃာတော်များပင်ဖိတ်ကြိုဆိုနေရချာထားရေးနှင့်ဆွမ်းဆက်ကဲ့ရေးလုပ်ငန်းကော်မတီထီးတော်ပင်ဆောင်ရေးတင်လူရေးလုပ်ငန်းကော်မတီဒေဝဝင်းရာဇာဝင်းခင်းစင်းရေးလုပ်ငန်းကော်မတီဧည့်သည်တော်များအိတ်ခဲချင်းမှုရေးလုပ်ငန်းကော်မတီမှတ်တမ်းတင်ရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီဗဏ္ဍာငွေကြီးကြပ်ရေးနှင့်လုပ်ငန်းကော်မတီကျန်းမာရေးလုပ်ငန်းကော်မတီရွှေတင်ငန်းကတ်လူချင်းအားမှတ်တမ်းတင်ထိန်းသိမ်းရေးနှင့်ပြည်လည်ပူဇော်ရေးလုပ်ငန်းကော်မတီလုံခြုံရေးလုပ်ငန်းကော်မတီအတွင်းရေးမှုများကအတီး ီးသီးဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ရင်းနောက်ပြည်내ဝန်ကြီးချုပ်ကကော်မတီများ၏ဆွေးနွေးချက်များအပေါ်ဖြည့်ဆက်ဆွေးနွေးရာတွင်ဖျားရင်မြင်တော်နှင့်အတဲအစင်းလမ်းများ၌ရင်းရှည်စိမ့်လမ်းဆိုပြီးတန်ရှင်းတရားလာပါစေရင်းနှင့်ရင်းအနေရင်လမ်းအနေရင်ကင်းရှင်းစေရင်းစနစ်တကျဆောင်ရွက်ထားရှိရင်းရင်းရနာမြင့်နေရာများဆောင်ရွက်ထားရှိရင်းဇေဒီတော်ပဒဝန်အတွင်အပတ်စဉ်စနေနေ့တိုင်းတန်ရှင်းရေးဆောင်ရွက်ပေးရနှင့်ဇေဒီတော်ဘက်ဆောင်မုံမှန်ပြုပြင်နေမှုများအားလိုအပ်သည့်များရှိပါကပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးကြရန်ကော်မတီအလိုက်လုပ်ငန်းများဆောင်ရွက်ရာတွင်အခက်အခဲရှိ ီပါကဦးစီးကော်မတီတို့တင်ပြပေးရင်နင်ကော်မတီအချင်းချင်းပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းပွဲတော်အောင်မြင်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဆွေးနွေးမှကြပြီးညီကုန်းချုပ်မှစကားပြောကြခဲ့ကြောင်းသိရှိရပါသည်